ားလုံးပဲမိင်္ဂလာပါဒီနေ့တရားသိမ်းမဲ့တင်ပြကြတာတော့အခန်းကြီး၄ချိန်ကနှိမ့်သမသုံးကနံပါတ်၁ကနေ၆ပြည့်လို့ပြပါတယ်ဒီကမ်းမှာကျတို့ကအကြောင်းကိုပြရမယ်ပုဒ်သာဝေယျသမီးအကြောင်းကြီးရဲ့ဟောကြရင်ကိန်းတွေကိုစားလို့ပြည့်မပြည့်ဆန်းသက်နေတယ်နော်အဲဒီအကြောင်းကိုပြပါတယ်ဒါရင်နံပါတ်၁မှာဆိုရင်အောက်ပါတို့ကိုတောတာတုဒ္ဒရာကိုပြပြပါတယ်နော်ဒါရင်နံပါတ်ကကြီးက28 28ဆိုရင်ကျွန်တော်တို့ကနော်24လေး28 ဟုတ်နော်ဒါပေမဲ့နှစ်ကိုပြင်ရင်မယ်16ကိုကြာတော့နှစ်ခုနဲ့ပြီဆိုရင်အဲဒါကို26ကိုစာရင်းခဲ့တဲ့ကံမှာနှစ်အများနှစ်အများ90ကျော်ရရှိတယ်နော်ဘက်ကဝေး54ပါ54ကိုစာရင်းနှစ်နဲ့ခွဲတဲ့ကံမှာနှစ်28ကို54ရှစ်ဆုံးကနှစ်ကိုကြိုင်းပြင်ရင်မယ်29ကကြာတော့39 40ဝင်ရှိကနှစ်နဲ့သုံးနဲ့ရာသုံးလခင်းပြသွားပြီဖြစ်တယ်ဗျ။စမောဆက်ခွဲလို့မရဘူး။ဒါကြောင့်နှစ်နဲ့သုံးနဲ့ကိုပြန်ရေးမယ်။တော့ကိုးကိုကြာဆိုတော့သုံးနဲ့ကိုးလို့ခေါ် nói gì nói là liều khỏe ra thảm hoa nhưng em nhớ tôi em nhớ tôi nhớ cũng chỉ nói là gì đấy không nói nhớ cũng là mấy cái nghề quá mấy cái nghề cũ rồi ngà cũ rồi ngà thì là ngà này về chỉ gì đó cho ngà này thường là cái gì nấu mà cái nhà ngà này thường là cái gì là ngà này sao cái gì là cái mũi ngà sắp cố đi à cố rồi ngà thế là ai nhớ khỏe luôn thì à rồi nhá nếu mà mấy cái gì chơi à chơi à thì mà nhìn ngà thì gì chơi à nhìn người ai chơi gì ngà thì người ta nhìn mấy ်။နှစ်နှလုံးကသုဒ္ဓရေပြုတာရေနှစ်နှလုံးပြင်ရင်းမယ်။25ကျတော့ငငါးရင်းနေဆင်းတယ်။ဒါတွေအကုန်လုံးကသုဒ္ဓရေပြုသွားပြီဆိုတော့ကျွန်တော်ကနှိမ့်များနှိမ့်များငါးမြန်အောင်လုပ်ရမယ်။ငါးကြီးကငါပါ။ငါးတရားရှိကကျတော့နှိမ့်54လီတရားရှိ။ဟုတ်ကဲ့နော်။နှိမ့်54လီတရားရှိနှိမ့်ကိုပြန်ရင်းမယ်။54ကိုကျတော့နှိမ့်29လီတရားရှိ။ဒီနေ့နေ့ကသုဒ္ဓရေပြုတော့နှစ်မျိုးလုံးကိုဂျိုင်းပဲပြင်ရင်းမယ်29ကကျတော့3ကိုလီ29။အပြင်နှစ်ရဲ့နှစ်ရဲ့3ရဲ့ကသုဒ္ဓရေပြုပြီးတော့ဂျိုင်းပဲပြင်ရင်းမယ်။နောက်က4ကို3ကိုလီ2လို့ခေါ်ရ တင်းသွားတော့လို့ဒီကမဲ့နှစ်ကနေလဲဒါပေမဲ့တရားကျိုးစာရင်းကြတဲ့ကမနှစ်များမိများသုံးများသုံးများသုံးစီပေါ့ရရှိတယ်အခုကနမဆလုံးနမဆလုံးကတရားကျစနစ်ကိုစာရင်းခွဲတဲ့ကမှာဒီလိုနှစ်နဲ့ခွဲမယ်နှစ်ရှိစက်တယ်လीနော်တရားကျစနစ်ဒါပေမဲ့နှစ်ကတော့နှစ်ပဲ81ကကျတော့39ကိုပြီ81ဒီတော့နှစ်နဲ့သုံးနဲ့ရိုင်းပြရင်လည်း29ကကျတော့39လीနေစက်ဟုတ်ကဲ့ဒါဒီနှစ်ရဲ့၃ရဲ့၃ရဲ့ကိုရိုင်းပြရင်မြဲကိုကတော့၃ရဲ့ကိုဒါလို၃၄လို့ပြတော့မြဲနှစ်ကတည်းက ရသနည်းကိုစာရေးခဲ့တဲ့ခါမှာနှစ်အမြောက်၊၃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 အမြောက်ရရှိပါလေ။နောက်ကနံပါတ်၄ပါ၊၁၃၅၀စာရေးခဲ့များအဖြစ်ပါဝင်ပြီးလေသွင်းလို့ချပါတယ်။အဲဒီဟိုကတစ်ခုစာရေးခဲ့မယ်၊တစ်တလီတီ၊၃ခုစာရေးခဲ့တဲ့ခါမှာ၁၃၄တို့၊အောက်စာရေးခဲ့တဲ့ခါမှာ၁၅၄တို့။အဲဒီစမတို့က၁၃၅တို့ကိုစာရေးခဲ့ပြီးပါဝင်ပြီးလေသွင်းရပါလိမ့်မယ်။တိရ၃၅ရဲ့လေသွင်းလေ။ဒါမို့ပြောတဲ့ခါမှာဆက်လာရပါလေ။ တော့နံပါတ်3အောက်ပါတို့ကိုသောတာဆောင်ကမြန်ခွဲရတယ်လိုအပ်တဲ့နေရာမျိုးကိုဖွင့်လိုက်ခင်ပါတယ်ဟုတ်ပြီနော်သူက80နှစ်ကိုခွဲရတယ်3ပေးတယ်ဟိုက80နှစ်ဆိုတာက3ပနေလို့ရတယ်34နှစ်ဆက်လေးတယ်အဲ့ဒီကျွန်တော်ရှိတော့3ကိုဆက်ဖို့လို့ရတယ်ဘူး24ကိုဆက်ဖို့24ကိုဆိုတော့3ပေးရတယ်ဆိုတော့3ရှိနေနေဆက်ဖို့ဟုတ်ပြီဒါဆိုရှစ်ကိုလည်းဆက်ခွဲမယ်ဆိုတော့2ပေးရတယ်ဆိုတော့2လေးရှိဆိုတော့4ကိုဆက်ခွဲမယ်2နဲ့လေးနော်နောက်ကနံပါတ်ခါဝေးပါ လက်ခံဝင်မှ460ရက်ပေးထားတယ်ဒါဆိုသူက3လက်ပေးထားတယ်ဆိုတော့460ရက်က3ဗနယ်လေးရဲ့ဆိုရင်354ပဲနော်354လေးလေးရ460ရက်တော့သောက်ကြခဲ့ပြီဆိုတော့ကျွန်တော်ဆက်ခွဲတော့ဦး154ကိုသူက71ပေးထားတယ်71နဲ့ခွဲမှပြည့်တယ်71ဗနယ်လေးရဲ့ဆိုရင်74ရက်150ရက်တော့71ကတော့သောက်ကြခဲ့ပြီဆိုတော့ခွဲလို့ရတာဦး74ကိုဆက်ခွဲမယ်19ရက်လေး10ရက်ဒါနဲ့9ရက်ကလည်းသောက်ကြခဲ့ပြီဆိုတော့ကျွန်တော်ဆက်ခွဲလို့ရတယ်နော် ဟောနံပါတ်၄ပါနံပါတ်၄ကတော့ကာကြီးကနှိပရမစာတော်ကြီး၁၀လုံးဝင်ပြီပါပဲအဲဒီစာတော်ကြီးဆိုတော့ကျွန်တော်နှိအလီဆိုနှိစာတော်ကြီးဆိုနှိအလီပဲအဲဒီနှိ၄၆၈၀ဆနစ်စနစ်၄၆၈၀ပါနှိပရမစာတော်ကြီး၁၀လုံးကအဲ့ဒါကနောက်ကနမခဝေက၃ရက်ပရမစာတော်ကြီး၁၀လုံးဒါက3လီပဲ။အဲတော့3ချောက်ကိုစနေ15 18 21 24 29 30လောက်ကဘာလို့ပြမစာတွေဆိုလဲ။မြတ်ထားနေရဆိုတော့နှစ်နဲ့3ရဲ့ပြမဘုံစာတွေ3လုံး ဝီဇာတော့ဝင်းဆိုတာကနှစ်နဲ့သုံးပါဇာတော့ဝင်းနေရှိတယ်အဲဒီဇာတော့ဝင်းနေရဲ့ပုံပါနေရဲ့ဇာတော့ဝင်းဒါဆိုကျွန်တော်တို့ဒီမှာနှစ်နဲ့သုံးနဲ့မပေါ်ဘူးဒီမပေါ်ဘူးနော်6ကတူနေတယ်ဒီလိုမပေါ်ဘူးဟိုက8နဲ့9နဲ့ဖြစ်နေတယ်30 30ဖြစ်နေတယ်စနစ်ပါတယ်စနစ်ကလည်းဘယ်လိုမှပါတယ်စနစ်ကိုလည်း6ရဲ့စနစ်ရယ်နော်နောက်တစ်ခုကတက်ပြီးကြည့်တဲ့အခါမှာ78ရှိပါတယ်78ကလည်းတူနေတယ်ဒါကြောင့်မို့နော်နှစ်နဲ့သုံးရဲ့ပရမပုံစံတွေသုံးတော့6ရဲ့စနစ်ရယ်78ရယ်ဖြစ်ပါတယ်အဲ့ဒီနေရာမှာသူက ထိုးထိုးပုံစာကလေးနဲ့ပတ်သက်ဒီလိုကျဆောက်ချက်ချနေနေလေ။အဲ့ဒီနေ့နေ့နဲ့တော့ပြမပုံစာတို့ကင်းများဖြစ်ပြီး6စနစ်78ကနေ့နဲ့တော့ပုံစာတို့ကင်းများငယ်တော့ကင်းဖြစ်ပြီးတော့စာတို့ကင်းဖြစ်ပြီးကျဆောက်ချက်နေ6နဲ့စနစ်နဲ့78နဲ့ကဒီနေ့တော့နဲ့နော်ပြမတော့စာတို့ကင်းဖြစ်တယ်ပြမပုံစာတို့ကင်းဖြစ်တယ်6စနစ်78ကနေ့နဲ့တော့ရဲ့ပုံစာတို့ကင်းနေရဲ့မှာမှာပုံစာတို့ကင်းနေရဲ့မှာမှာငယ်တော့ကင်းဒီစာတို့ကင်းဖြစ်တယ်လို့ကောက်ချက်ချနိုင်ပါတယ်လို့ယူလိုက်ရင်ဒီလို ။နောက်တစ်ခုကနံပါတ်5ပါ။နံပါတ်5ကကျတော့ဆိုတော့30ရောက်ငယ်တော့စုံဝင်းလို့ရေးပါတဲ့။စူပါကိန်းလို့နဲ့မီဒီကိန်းလို့ငါးပြင်စားရေးပြည့်နေတယ်။ဒါဆိုရင်30ရောက်ငယ်တော့စုံဝင်းနေရပါတယ်ဆိုရင်2460 2470 2470 2470 2470 2470 30ရောက်ငယ်တာဖြစ်တဲ့တုန်းက30ပဲကောင်။စုံဝင်းနေပြီးတော့စုံဝင်းနေရေးပါနော်။အဲ့ဒီကိန်းနေတဲ့9နဲ့စားလို့ဖြစ်တာကဒီမို့ဒီ1တဲ4ရ6ရ8ရ9နဲ့စားလို့ဖြစ်တယ်။တစ်စရာတော့9နဲ့စားလို့ဖြစ်တယ်နော်။ တုံညာနဲ့ဆုံးတာရဲ့ငားနဲ့ဆုံးတာရဲ့ငားနဲ့စားလို့ဖြစ်တာဖြစ်နေတယ်။20နဲ့20 20နဲ့20ကဆိုတော့ငားနဲ့စားလို့ဖြစ်တယ်။စူပါဂိမ်းများနဲ့ငားပြင်စားရတဲ့တော့ဂိမ်းမှာ20နဲ့20ရဲ့ဖြစ်သွားတယ်နော်။အဲ့ဒါနံပါတ်6ပါဇရားမှာပရမလုံးတိုင်ကြီးဂိမ်းကတိဂိမ်းတွေဒါဖြစ်ပြီးတော့ပရမတန်းရှိဂိမ်းတွေကစားရနေပြီစားလို့ပြတ်တယ်ဆိုရင်အမှန်ချစ်လေးပြရဘူးမပြတ်လို့ရှိရင်အမားချစ်လေးပြရတာဒါကဒုက္ခကတက်ပြတ်ဆရာမျိုးဒီတော့ကျိုးတင်ခဲ့ရတယ်ဟို ဒီဂိမ်းနဲ့စားရပြင်းပြပြဆက်တက်နေရမှာဆိုတော့ရှိရပါတော့။ဥမာရဆို84ဆိုရင်ကျမတို့က400เนาะ။နောက်400 400ဆုံးပြီးပြတဲ့ကျမတို့နေ့နဲ့စားလို့ဖြစ်တယ်။ဟုတ်ကဲ့။84လေးနဲ့ပေါင်းလို့ရှိရင်ကျမတို့ပြောရတဲ့စီစနေပြတဲ့ကျမတို့ကပေါင်း369စနေဆိုရင်ကျမတို့က3နဲ့စားလို့ဖြစ်တယ်။ဟုတ်ကဲ့။နောက်ကကျမတို့ကြောက်နော်9နဲ့လည်းမစုံ3နဲ့လည်းမစုံပြ9နဲ့စားလို့ဖြစ်တယ်။ဟုတ်ကဲ့။ ချင်းနဲ့လေးနဲ့ပါတယ်စနေပြည့်တဲ့တော့ကိုးနေစားလို့လည်းမပြောဘူး။သူကတုံညာနဲ့ဆုံးတော့မို့ရတဲ့တစင်းနဲ့စားလို့လည်းမပြောဘူး။ဟုတ်နော်။ဒါတရားတစင်းနဲ့မှာじゃနောက်တော့ကစုံရင်းဖြစ်တဲ့တဲ့ဆိုတော့နှစ်နဲ့စားလို့ဖြစ်တယ်။ပေါင်းလိုက်တဲ့ကောင်မှာနှစ်ရဲ့တည့်ရဲ့တည့်ရဲ့ပေါင်းလို့၄ရတာဖြစ်တဲ့တဲ့ဆိုတော့သုံးနဲ့စားလို့မပြောဘူး။သူကငါးနဲ့ဆုံးတော့တုံညာနဲ့ဆုံးတော့မို့ရတဲ့ငါးနဲ့စားလို့လည်းမပြောဘူး။မို့ရပေါင်းချင်းရကိုးမို့ရတဲ့ဆိုတော့ကိုးနဲ့စားလို့လည်းမပြောဘူး။တုံညာနဲ့ဆုံးတော့မို့ရတဲ့တဲ့ဆိုတော့တစင်းနဲ့စားလို့လည်းမပြောဘူး။ဟုတ်နော်။ ။ညနေ25ကျတော့ပြောမယ်။နောက်ဆုံးကဲရ50တက်တဲ့ဆုံးဆုံးငင်းမိုးတဲ့အတွက်နေ့နေစားလို့မပြတ်ဘူး။ဟုတ်ကဲ့။ပေါ်ရရကမှာ900ရတဲ့အတွက်ဆိုတော့300စားလို့ပြတ်တယ်။နောက်က9နဲ့ဆုံးတာဖြစ်တဲ့9နဲ့စားလို့လည်းပြတ်တယ်။နောက်ကပေါင်းကြီးက9ဖြစ်တဲ့9နဲ့စားလို့ပြတ်တယ်။ဟုတ်ကဲ့။အခုကတညနဲ့စားတာတုံကြနဲ့ဆုံးတာပို့ရတယ်ကျွန်တော်တစ်ဆင်းနဲ့စားလို့တော့မပြတ်ပါဘူးလို့ဟုတ်ကဲ့။နောက်ပါဒီမှာ350ကြီးမြေ350ကနောက်ဆုံးခေတ်ကတုံညပြည့်တဲ့တုံညအောင်ငေးဆိုတော့နေ့နေ့စားလို့ဖြစ်တယ်။ ။ပေါင်းစားခါမှာရှစ်နော်၃ရက်၅ရက်၃ရက်ပေါင်းစားခါမှာရှစ်ဖြစ်တဲ့ဆိုတော့၃ရက်စားလို့ပြည့်တယ်။၃ရက်နဲ့ဆုံးတာဖြစ်တဲ့၃ရက်နဲ့၅ရက်ဆိုရင်၅ရက်စားလို့ပြည့်တာဖြစ်တယ်ဆိုတော့၅ရက်စားလို့ပြည့်တယ်။နောက်က၃နဲ့၅နဲ့ပေါင်းရင်ကဏ္ဍတွေပေါင်းစားခါမှာရှစ်ဖြစ်တဲ့၉ရက်စားလို့ပြည့်တယ်။နောက်ဆုံးကရ၃ရက်ဖြစ်တဲ့၁၀ရက်စားလို့ပြည့်ပါတယ်။တော့1368နော်1368မှာတော့ကင်ရဆုံးကြီးဖြစ်တဲ့နေ့နဲ့စာရေးဖြစ်တယ်။အဲ့ကဏန်းတွေကိုပေါင်းတဲ့အခါမှာ78တိနဲ့ရှိနေပေါင်းတော့9နောက်ဆုံးကဏန်းက9ဖြစ်တဲ့ဆိုတော့3နဲ့စာရေးဖြစ်တယ်။ ငါးနဲ့ပုံညာနဲ့ဆုံးတာမဟုတ်တော့ကျွန်တော်တို့ငါးနဲ့စားလို့တော့မပြတ်ပါဘူး။ဒါကသူတို့ပေါင်းကြီးတာကိုးပြတဲ့လေကျွန်တော်ကိုးနဲ့စားလို့ဖြစ်တယ်။ပုံညာနဲ့ဆုံးတာမဟုတ်တော့တစ်ဆယ်နဲ့စားလို့မပြတ်ပါဘူး။ဒါကတနာ64တနာ64ရဲ့ကျတော့ကျွန်တော်တို့ဆုံးင်းနဲ့ဆုံးတာဖြစ်တဲ့နည်းနဲ့စားလို့ဖြစ်တယ်။ပေါင်းကြီးရ36နဲ့ပေါင်းကို9နဲ့4နဲ့ပေါင်းတော့73ဆိုတော့ကျွန်တော်9နဲ့စားလို့မပြတ်ပါဘူး။ကျန်ငါးနဲ့၃ညနဲ့သုံးတာမဟုတ်တဲ့ပြည့်နော်။ဘာကုန်းကင်းကငါးနဲ့လည်းမဆုံးဘူး၃ညနဲ့လည်းမဆုံးတဲ့ပြည့်ငါးနဲ့ခါလို့ပြတ်ပါဘူး။ ။ပေါင်းကြီးကကိုမှုရတဲ့ကျွန်တော်ကနော်ကိုနဲ့စားလို့မပြတ်ဘူး။သူညနဲ့ဆုံးတာမှုရတဲ့တစ်ချိန်နဲ့စားလို့လည်းမပြတ်ပါဘူး။ဟုတ်ပြီနော်။နောက်တစ်ခုကကျွန်တော်က6130နေနော်။နောက်ဆုံးနောက်ဆုံးခဲ့ရဆုံးခဲ့ပြီးတဲ့နေ့နဲ့စားလို့ဖြစ်တယ်။ပေါင်းကြီးက55ဖြစ်တဲ့55 55ဟိုတကတိနဲ့9နဲ့ပြတ်ပေါင်းခဏတစ်လုံးနဲ့ရအောင်ပြန်မောင်းတော့က6ဖြစ်တဲ့သုံးနဲ့စားလို့ဖြစ်ပါတယ်။ကွာ9နဲ့ဆုံးတာမဟုတ်တဲ့အတွက်3နဲ့ဆုံးတာလည်းမဟုတ်ဘူးဆိုတော့ဒါကြောင့်မို့လို့9နဲ့စားလို့မပြတ်ပါဘူး ်ပေါင်းချင်းရာကိုမိုးရတဲ့လေကိုနဲ့သားလုံးမပြောဘူးပေါင်းချင်း6ပဲရတာနော်ဟုတ်ကတုံရတဲ့သုံးတော်မိုးရတဲ့တစ်စင်းနဲ့သားလုံးလည်းမပြောပါဘူးနောက်တစ်ခုက9တောင်မှာ9တောင်ကဆမှာတုံရတဲ့သုံးတော်ဖြစ်တဲ့နှစ်နဲ့သားလုံးဖြစ်တယ်နော်ပေါင်းချင်းရာကိုဖြစ်အဲကိုဖြစ်တဲ့ကျွန်တော်သုံးနဲ့သားလုံးဖြစ်တယ်နော်တုံရတဲ့သုံးတော်ဖြစ်တဲ့9နဲ့သားလုံးလည်းဖြစ်တယ်ပေါင်းချင်းရကိုရတဲ့ကိုနဲ့စားလို့ဖြစ်တယ်။တုံညာနဲ့စားလို့ဖြစ်တယ်၊တစင်နဲ့စားလို့လည်းဖြစ်တယ်။ဟုတ်။ဒီကတော့တကောင်းနဲ့ 836ပဲเนาะအဲ့ဒီမှာသူက6ကစုံလေးဖြစ်တဲ့နောက်စုံလေးကစုံလေးဖြစ်တဲ့ကဲကျွန်တော်မြင်နေစားလို့ဖြစ်ပါတယ်ပေါင်းကြီးကတိနေရှိနေပေါင်းတော့ကို9နဲ့9နဲ့ပေါင်းတော့16 16ကိုတိနေရှိနေပေါင်းတော့900ရတာဖြစ်တဲ့ကဲ300စားလို့ဖြစ်တယ်ငကိလုံးနဲ့ပြောင်းပါနဲ့ကောင်တော့900ရတဲ့เนาะ300စားလို့ဖြစ်တယ်သူကသူများလည်းသူများလည်းလည်းမစုံဘူးငါနဲ့လည်းမစုံနဲ့တဲ့ငါနဲ့စားလို့မပြောင်းဘူးပေါင်းကြီးက900ရတဲ့ဖြစ်တဲ့ကဲ9နဲ့စားလို့ဖြစ်ပါတယ်ဒါကတော့ညနေဆုံးတာမို့လို့တက်တဲ့ဆရာများစားလို့မပြတ်ဘူးပေါ့နော်။အခုကနောက်ကိန်းမှာကျတော့ အောင်ဆုံးကိန်းမှာပေါ့နော်အောင်ဆုံးစစ်မှာဆိုရင်နောက်ဆုံးကိန်းက6ဖြစ်တဲ့အစုံကိန်းစုံကိန်းဆိုတော့စပါးကိုနည်းနည်းစားလို့ဖြစ်တယ်။ဒါပေမဲ့အဲ့ဒီကဏ္ဍတွေကိုပေါင်းကြည့်မယ်။တင်းနဲ့လေးနဲ့ပေါင်း5 9နဲ့7နဲ့ပေါင်းတော့73 73နဲ့5နဲ့ပေါင်းတော့78ဟုတ်နော်ဆက်ရှိဆက်ရှိနဲ့ခုနဲ့ပေါင်း25 25နဲ့6နဲ့ပေါင်းတော့30 30ဆိုတော့ဒီမှာပေါင်း30ကို31နဲ့ပြန်ပေါင်းတော့ဒါရေးသေးတဲ့3နဲ့စားလို့ဒီပြည့်ဘူး။နောက်က9နဲ့ဆုံးတော့မဟုတ်တဲ့အတွက်9နဲ့လည်းမဆုံးဘူး9နဲ့စားလို့ဒီပြည့်ဘူး။ ။ပေါင်းချင်းရာကိုမိုးရတယ်ကိုနဲ့စားလို့လည်းမပြတ်ဘူး။နောက်ဆုံးကရတုံးရနဲ့ဆုံးတဲ့ဘက်တစ်ချင်းနဲ့စားလို့လည်းမပြတ်ပါဘူး။ဟုတ်နော်။ဒါတော့ရှိရင်ဒီလိုချင်းရဲ့ညသမာ၃ကတော့နံပါတ်6ဒီပါပြီ။ဒီကိန်းမိရာလေးသွားပြီးတော့ဒီပြတ်စားကြမှာနော်။ဥမာညနဲ့စားလို့ပြက်လား၊တုံးနဲ့စားလို့ပြက်မပြက်ဆက်တဲ့နည်းလေး၊ငါးနဲ့စားလို့ပြက်မပြက်ဆက်တဲ့နည်းလေး။ကိုယ်နဲ့စားလို့ပြည့်မပြည့်ဆန်းတဲ့နည်းကြီးတစ်စင်းနဲ့စားလို့ပြည့်မပြည့်ဆန်းတဲ့နည်းကြီးကိုဒီချာလေးကိုပန်နေအောင်လုပ်ထားမယ်ဆိုလို့ရှိရင်ဒီကသွားပြီးတော့ဒုတိယသွားပြီးတော့ เนาะซวาซ่าเสียไม่รู้แล้วที่ตูตูจัดหาได้เกณฑ์ใต้โหไล่ជីได้รู้สิงี้ดูนะคะเช็ดชิ้นตั้นตั่วลงได้เลยป่ะเนาะแล้วก็အဲ့ဒီတခြားလေးတွေ့သားပြီးတော့လေ့လာပြကြပါလို့ဆရာပြောပြမှာလေအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်